တတော်ရှင်နေအားလုံးတာလီစွာပါတာရတဲ့မနေ့ခင်းလေးဖြစ်ကြပါစေ DMG ရဲ့ပတ်စင်နိုင်ငံတကာတရင်အစီအစဉ်ကိုစတင်ပါတော့မယ်ဒီအစီအစဉ်မှာနိုင်ငံတကာတရင်ကမ္ဘာတရင်တွေထဲကတပတ်အတွင်းထူးခြားတရင်တွေကိုတစုတစည်းနဲ့ကြီးစုနှဆင်ကြရမှာပါကျွန်တော်ကတော့အစီအစဉ်တစ်ဆက်သူအောင်မင်းဖြစ်ပါတယ်ပထမဆုံးအနေနဲ့တတိယနိုင်ငံတွေကပြောင်းရွှေ့အရှိရှာတာကိုဆိုင်းငံ့ဖို့အမေရိကန်စီစဉ်နေတဲ့တည်င်းနဲ့စာရင်ပါတယ် တတိယနိုင်ငံတွေကလည်းပြောင်းရွှေ့အစီချလာတာကိုဆန်းကန်းဖို့စီစဉ်နေတယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရွန်းကနိုမာ၂၈ရက်နေ့မှာပြောကြားလိုက်ပါတယ်။သမ္မတထရွန်းကသူ့ရဲ့လူမှုမီဒီယာပေါ်မှာအမေရိကန်နိုင်ငံရဲ့စနစ်ကိုအပြေအဝပြန်လည်နလန်ထုတ်ခွင့်ပြုဖို့အတွက်တတိယကမ္ဘာနိုင်ငံတွေအားလုံးကပြောင်းရွှေ့အစီချတာကို အပြေးပိုင်ရဆိုင်မယ်လို့យေတာထားပါတယ်။ဒါ့အပြင်သမ္မတဟောင်းဂျိုးဘိုင်ဒန်လက်ထက်မှာခွင့်ပြုပေးခဲ့တဲ့ဝင်ရောက်နေထိုင်ခွင့်ပြုခဲ့သူ တန်ပေါင်းများစွာကိုလည်းပယ်ဖြစ်မှာဖြစ်ပြီးအမေရိကန်တို့အမှန်တကယ်အတိုးများမရှိတဲ့ဘယ်သူမှဆိုဖယ်ရှားပြစ်မယ်လို့ရှင်းလျှောက်ပြောဆိုခဲ့တာပါဒါအပြင် Washington DC မှာအမျိုးသားလူ့ဆိုရေးအဖွဲ့ဝင် National ကနှစ်ယောက်ပြစ်ခတ်ခံရပြီးနောက်နိုင်ငံပေါင်း16နိုင်ငံကလူအများအတွက် ထုတ်ပေးထားတဲ့အမြဲတမ်းနေထိုင်ခွင့်လက်မှတ် Green Card ကိုအမေရိကန်အစိုးရကပြန်လည်ဆက်စည်းမှာဖြစ်တယ်လို့ CNN အန်တရက်တရမှာဖော်ပြထားပါတယ်အမေရိကန်နိုင်ငံသားဖြစ်မှုနဲ့လူဝင်မှုကြီးကြပ်ရေးဝန်ဆောင်မှုဌာနက USCI SCA ညွှန်ကြားမှု Joe at လို့က H လူမှုကွန်ရက်မှာတမဒရဲ့အမိန့်အရစိုးရင်ရတဲ့နိုင်ငံတိုင်းကနိုင်ငံသားတွေရဲ့ green card ကို အပြည့်အဝတင်းတင်းကြပ်ကြပ်ပြန်လည်ဆက်ဆေးမယ်လို့ရည်သားထားပါတယ်။ USCIS ဟာဇွန်လမှာထုတ်ပြန်ခဲ့တဲ့တမဒချင်းညာရှင်မှာဖော်ပြထားတဲ့စိုးရင်ရတဲ့၁၉နိုင်ငံစည်းရင်းမှာ Afghanistan, Myanmar, Congo တမဒနိုင်ငံ Equatorial Guinea, Eritrea, Haiti, Iran, Libya, ဆိုမာလီယာဆူဒန်ယီမင်ဘူရဒီကျူဘာလာအိုစီရာရာလီကွမ်တိုဂိုတက်မင်နစ်စတန်နဲ့ဗီနီဇူလာတို့ပါဝင်ပါတယ်။နိုမန်၂၆ရက်နေ့ကဖြစ်ပွားခဲ့တဲ့ပြစ်ခတ်မှုမှာတန်တရာရှိသူအာဖဂန်နစ္စတန်နိုင်ငံသားယာမန်နူလာလာကေဝဂိုလှုပ်ရှားရေးအဖွဲ့ကဖော်ထုတ်ခဲ့ပြီးနောက်ထရန့်အစိုးရအဖွဲ့ကရွှေပြောင်းရှေရှားနေထိုင်မှုကိုတိုးမြင့်ကန့်သတ်လိုက်တာဖြစ်ပါတယ်။ USCIS ကိုကြီးကြပ်တဲ့ပြည်တွင်းလှုပ်ရှားရေးဝန်ကြီးဌာန DHS ကသမ္မတဟောင်းဂျိုးဘိုင်ဒန်လက်ထက်မှာခွင့်ပြုခဲ့တဲ့ခေလွန်ခွင့်အမှုတွေအားလုံးကိုလည်းအစိုးရအဖွဲ့ကပြန်လည်ဆက်စင်းနေတယ်လို့နိုမာ29ရက်နေ့မှာထုတ်ပြန်ထားပါတယ်ခင်ဗျာဆက်လက်ပြီးတော့ထိုင်ဝမ်အရေးဆွတ်ဖက်မှုကို ရှင်းမုံမယ်လို့တရုတ်ပြောတဲ့သတင်းနဲ့စာချင်ပါတယ်ထိုင်ဝမ်အရေးပြပဝင်ရောက်မှုဆွတ်ဖက်ဖို့ဂျိုးပတ်မှုမှန်သမျှကိုရှင်းမုံမယ်လို့တရုတ်အစိုးရကနိုမာ26ရက်နေ့မှာတတိပေးလိုက်ပါတယ်ဂျပန်အစိုးရကထိုင်ဝမ်အနီးကျွန်းတစ်ကျွန်းမှာ ုံးကြီးတွေတက်ဖြန့်ရှာထားတဲ့အစီအစဉ်ကိုကြီးညာပြီးနောက်တရုတ်ကသတိပေးလိုက်တာဖြစ်ပါတယ်။တရုတ်နိုင်ငံထိုင်ဝမ်ရေးရရုံးရဲ့ပြောရွေးဆိုခွင့်ရှိသူဖန်ရှင်အင်းကကျွန်တော်တို့ရဲ့နိုင်ငံတော်အရှုပ်ရှာအာဏာနဲ့နယ်မြေပိုင်နဲ့အစိပ်ပိုင်းတွေကိုကာကွယ်ဖို့ခိုင်မာတဲ့စိတ်ဆန္ဒပြင်ပြတဲ့ဆုံးဖြတ်ချက်နဲ့ခိုင်မာတဲ့စွမ်းရည်ရှိတယ်လို့ဂျပန်ရဲ့ကြေညာရှင်နဲ့ပတ်သက်ပြီးသတင်းစာရှင်းလင်းပွဲမှာပြောဆိုပါတယ်။ကျွန်တော်တို့ကပြပဆွဖမှုအလုံးကိုရှင်းမုံပြမှာပါလို့ဖန်ရှင်အင်းကပြောပါတယ်။တရုတ်ရဲ့ထိုင်ဝမ်ဒေသနဲ့နီးစပ်တဲ့နေရာတွေမှာ ဂျပန်ကဆက်လက်နက်တွေတပ်ဖြန့်ရှာထားတာဟာအလွန်အန္တရာယ်များပြီးဒေသဆိုင်ရာတင်းမာမှုတွေကိုမတော်တဆဖြစ်ပေါ်အောင်လှုပ်ဆောင်နေတယ်လို့စစ်ရေးအရထိတ်တဲ့ရင်ဆိုင်မှုတွေကိုပါလှုပ်ဆောင်နေတယ်လို့ထပ်ပြောပါတယ်။သမ္မတလိုင်ရှင်းထေကထိုင်ဝမ်ဟာမိမိကိုယ်ကိုကာကွယ်ဖို့ဆုံးဖြတ်ချက်ကိုအလေးပေးဖို့ပြထားတဲ့အနေနဲ့အမေရိကန်ဒေါ်လာ40ဘီလီယံတန်ဖိုးရှိထပ်တိုးကာကွယ်ရေးဘတ်ဂျက်ကိုတောင်းဆိုသွားမှာဖြစ်ပြီးအမေရိကန်ကလည်းအသက်တွေဝယ်ယူဖို့အစီအစဉ်ထားတယ်လို့လည်း ဝါရှင်တန်ပို့စ်သတင်းစာမှာဖော်ပြပါတယ်။ထိုင်ဝမ်အစိုးရက2026ခုနှစ်အတွက်အစိုးရကကာကွယ်ရေးအသုံးစရိတ်ကိုထိုင်ဝမ်ဒေါ်လာ6.5ဘီလီယံအမေရိကန်ဒေါ်လာ30.25ဘီလီယံသတ်မှတ်ဖို့အဆိုပြုထားပါတယ်။အစိုးရရဲ့ကိန်းဂဏန်းတွေအရအဲ့ဒီပမာဏဟာပြည်တွင်းအသတင်းထုတ်လွှင့်မှု GDP ရဲ့3.32ရာခိုင်နှုန်းရှိပြီး2009ခုနှစ်နောက်ပိုင်း300ခိုင်နှုန်းကန့်သက်ချက်ကိုပထမဆုံးအကြိမ်ကျော်လွန်အသုံးပြုတာပါ။ DMG ရဲ့အပတ်စဉ်နိုင်ငံတကာသတင်းအစီအစဉ်ကိုဆက်လက်ထုတ်လွှင့်နေပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ဂီနီဘီဆိုနိုင်ငံမှာအာနာသိမ့်မှုဖြစ်ပေါ်ပြီးသမ္မတဖွဲ့စည်းခံရတဲ့သတင်းကိုတင်ဆက်ပေးမှာပါ။အာနာသိမ့်မှုမကြာခဏဖြစ်တတ်တဲ့အနောက်အာဖရိကနိုင်ငံဂီနီဘီဆိုမှာအထွေထွေရွေးကောက်ပွဲကျင်းပပြီး၃ရက်အကြာဗိုလ်ထုံးနေမှာစတက်ကအာနာသိမ့်ပြီးနောက်သမ္မတကိုဖွဲ့စည်းတာနေဆက်တွေကိုပိတ်ပစ်တာနဲ့ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေကိုဆိုင်းငံ့တာတွေကိုလှုပ်ဆောင်လိုက်တယ်လို့ AFP သတင်းတရမှာဖော်ပြပါဗျာ။အစောပိုင်းမှာသမ္မတအင်ဒိုအနီးမှာပြင်းထန်တဲ့ပြက်ကတ်တန်တွေကို ကြကြလောင်လောင်ကြားခဲ့ရပြီးစစ်ဝက်စုံဝက်အမျိုးသားတွေကလည်းအဲ့ဒီအဆောက်အုံကိုဥတည်တဲ့အဓိကလမ်းမကိုနေရာယူပိတ်ဆို့လိုက်ကြတာဖြစ်ပါတယ်။နေလခဲ့အစောပိုင်းမှာသမဒရဲ့စစ်ဘက်ရေးရာယုံအကြီးအကဲဘိုးရှုပ်ဒင်းနဲ့အန်ကေဟာလက်နက်ကင်တပ်ဖွဲ့ရဲ့ဌာနခွဲအလုံးပါဝင်တဲ့ကွက်ကဲရေးအဖွဲ့တစ်ခုဟာနောက်ထပ်အသီးပေးကြေညာချက်မထုတ်ပြန်သေး၍နိုင်ငံကိုထိန်းချုပ်စီမံနေမယ်ဖြစ်တယ်လို့ဒါရင်းထောက်တွေကိုပြောခဲ့ပါတယ်။သမဒရဲ့စစ်ဘက်ရေးရာယုံအကြီးအကဲဘိုးရှုပ်ဒင်းနဲ့အန်ကေဟာ ကျင်းညာရှစ်ကိုလက်နက်ကင်စစ်သားတွေဝိုင်းရံထားတဲ့စပွဲမှာထိုင်လျက်ဖတ်ကြားခဲ့တာဖြစ်ပါတယ်။စစ်ဖက်ဆိုင်ရာတရေအေးမြစ်တစ်ခုကပြီးခဲ့တဲ့တလင်းငွေနေ့မှာကျင်းပခဲ့တဲ့ယူကောက်ပွဲမှာပြန်လည်အနိုင်ရရှိဖို့အားတာနေတဲ့သမ္မတဥမာရိုဆက်ဆိုကိုအမ်ဘာလိုကိုဖမ်းဆီးထိန်သိမ်းပြီးစဦးစီးချုပ်ရုံမှာထိန်သိမ်းထားတယ်ဆိုပြီးတော့အဲ့ဒီထိန်သိမ်းတဲ့နေရာမှာသမ္မတကိုကောင်းကောင်းမွန်မွန်ထားရှိတယ်လို့ AFP သတင်းကပြောကြားပါတယ်။ဖမ်းဆီးထိန်သိမ်းမှုကိုအတေပြုတ်ချက်ပေးအပ်ခဲ့တဲ့အခြေတန်းအရာရှိတအူးက တမနာအန်ဘာလိုကိုစဦးစီရှုပ်ပြည်ထရေးဝန်ကြီးနဲ့အတူထိမ့်သိမ်းထားတာဖြစ်တယ်လို့ထပ်ပြီးပြောပါတယ်။ယူကဘဝင်ရောက်ရှင်ပြန်ခွင့်မရခဲ့တဲ့ပီယဲဟာအတိုက်ခံကိုဂျလီလောင်းဖာနန်ဒိုဒီယက်ကိုထောက်ခံခဲ့ပါတယ်။ဂျာတပ်ပလင်းနေ့မှာယူကဘဝင်နဲ့သက်ဆိုင်တဲ့တရဝင်ယာယီရလက်ထွက်ရှိဖို့မျှော်မှန်းထားကြပြီးဒီယန်နဲ့တမဒအန်ဘာလိုကိုနှစ်ယောက်စလုံးကတမဒယူကဘဝင်မှာအနိုင်ရရှိတယ်လို့သူတို့ဘာသာကိုစီကုံကကြေညာထားပြီးဖြစ်ပါတယ်ခင်ဗျာ။ ဆက်လက်တင်ဆက်ပေးမယ့်နိုင်ငံတကာသတင်းတစ်ပုဒ်ကတော့တီရီလင်ကမှာမိုးသက်ထန်ပြီးရေကြီးမြေပြိုမှုတွေကြောင့်56ဦးထက်မနည်းသေဆုံးတဲ့အကြောင်းပဲဖြစ်ပါတယ်။အခုသတင်းပတ်ထဲမှာတဲသက်ထန်တဲ့ဆက်တိုက်ရွာသွန်းတဲ့မိုးတွေကြောင့်တီရီလင်ကမှာလူ56ဦးထက်မနည်းသေဆုံးခဲ့တယ်လို့သိရပါတယ်။ဒီရှင်နေဟာပြီးခဲ့တဲ့နှစ်ပတ်အတွင်းတီရီလင်ကမှာကြုံဖူးသမျှရာသီဥတုဖောက်ပြန်မှုကြောင့်လူအသေးပြောက်အများဆုံးဖြစ်စဉ်တစ်ခုအနေနဲ့မှတ်တမ်းဝင်လာခဲ့ပါတယ်။နိုမန်28ရက်နေ့မနေ့ပိုင်းအထိအချိန်အရာ မိုးရွာသွန်းမှုနောက်ဆက်တွဲရေကြီးမှုနဲ့မြေပြိုမှုတွေကြောင့်လူ96ဦးထက်မနည်းသေဆုံးပြီး22ဦးပျောက်ဆုံးနေတယ်လို့အာဏာပိုင်တွေကပြောပါတယ်။သရီလင်ကားရဲ့အရှိတ်ကန်ယူတန်းရဲ့အပြိုင်ရွေးလျားနေတဲ့ဒေသဝါဆိုင်ကလုန်းမုန်တိုင်းကြောင့်လဲအာချတောင်ပိုင်းဒေသနိုင်ငံတွေမှာအခုတရင်ဘက်ကြုံတွေ့နေရတဲ့ရာသီဥတုအခြေအနေတွေကပိုပြီးပြင်းထန်လာနေတာပါဒေသဝါမုန်တိုင်းဟာသရီလင်ကအရှိတ်ကန်လုံမှာလေပြင်းနဲ့ရဝန်းငံအဖြစ်စတင်ဖွဲ့စည်းဖြစ်ပေါ်လာပြီးအဲ့ဒီနောက်ဆိုင်ကလုန်းအဆင့်ကိုလင်းလင်းမြန်းမြန်းအားကောင်းလာခဲ့တာဖြစ်ပါတယ် မုံတိုင်းဟာအိန္ဒိယနိုင်ငံပိုင်တဲ့ထက်ကိုကုန်းတွင်းဝင်ရောက်တိုက်ခတ်ဖို့ရှိနေပါတယ်။သရီလင်္ကာမှာတော့တဲတဲမဲမဲမိုးရွာသွန်းမှုတွေနဲ့အတူမျက်ရည်တွေဟာလည်းစိုးရင်ရေအမှတ်ကျော်တဲ့ဒီစက်တိုက်မြင့်တက်နေပါတယ်။ကီလာနီမြက်အောက်ပိုင်းဒေသတွေမှာတော့လာမယ့်လစ်စစ်နှစ်ရဲ့အတွင်းအကြီးအကျယ်ရေကြီးနိုင်တယ်လို့သတိပိတ်ချက်တွေထုတ်ပြန်ထားပါတယ်။ကျွန်းနိုင်ငံတစ်ခုဖြစ်တဲ့သရီလင်္ကာရဲ့အလဲပိုင်းနဲ့မြောက်ပိုင်းဒေသတချို့မှာတော့နိုမာ၂၈ရဲ့နေမှာမိုးရွာရှင်200မီလီမီတာထိရွာသွန်းမယ်လို့ခန့်မှန်းထားပါတယ်။အစိုးရဟာ ကစေးလုံးငန်းနေပါဝင်ကူညီဖို့စစ်တပ်အင်အား2000ကျော်လောက်ကို အသင့်ပြင်ဆင်ထားဖို့ညွှန်ကြားထားပါတယ်။သရီးလင်္ကာနိုင်ငံရဲ့လက်ရှိမုတ်တုံရာသီမှာနှက်စင်မိုးသက်ထန်လဲရှိပေမဲ့အခုလောက်ပြင်းထန်ကြမ်းတမ်းတဲ့အခြေအနေမျိုးမဟုတ်ဘူးလို့ဆိုပါတယ်။နိုင်ငံသမိုင်းတခြားအစိုးဆုံးရေကြီးရေလျှောက်မှုတွေကိုတော့2003ခုနှစ်ဇွန်လမှာကြုံတွေ့ခဲ့ပြီးလူပေါင်း254ယောက်တည်ဆုံခဲ့တယ်လို့တောင်နှက်ရှိရွှေ့ပြောင်းခဲ့ရပါတယ်။ ဒီတစ်ပတ် DMG ရဲ့အပတ်စဉ်နိုင်ငံကသတင်းအစီအစဉ်မှာနောက်ဆုံးတင်ပြဖို့ရွေးချယ်ထားတဲ့သတင်းကတော့ယူကရိန်းနိုင်ငံတွေကိုမရရင်စစ်ရဲဆဲရေးလည်းဖြစ်လာမှာမဟုတ်ဘူးလို့ပူတင်သတိပေးတဲ့သတင်းပဲဖြစ်ပါတယ်။စစ်ရဲဆဲစီခြင်းယူကရိန်းဟာပိုင်နေတဲ့မြေအများပြားကိုရုရှားစီလွှဲပြောင်းပေးရမယ်ဆိုတဲ့တောက်ဆမှုကိုရုရှားသမ္မတဗလာဒီမာပူတင်ကထပ်ပြီးတော့အတည်ပြုခဲ့ပါတယ်။တကယ်လို့ယူကရိန်းကပဲလက်ရှိရုရှား think bike ထားတဲ့ယူကရိန်းပြည်နယ်တွေထဲကတပ်တွေကိုရုတ်သိမ်းမပေးရင်ဘလို့ညှိရှင်းသဘောတူညီမှုမှ ထွက်ပေါ်လာနိုင်စရာမရှိဘူးလို့ပူတင်ကပြောပါတယ်လောလောဆယ်မှာတော့အမေရိကန်သမ္မတဒိုနယ်ထရန့်ဟာရုရှားနဲ့ယူကရိန်းတို့ကြားမှာဆက်ရဆက်ရသဘောတူညီမှုတစ်ခုပေါ်ထွက်လာစေဖို့ဂျာဝင်စစ်ဆက်ညှိနှိုင်းပေးနေပါတယ်ပူတင်ကတောက်ဆိုထားတဲ့ယူကရိန်းနယ်မြေတွေထဲမှာတော့2022ခုနှစ်စက်ပွဲစတင်ပြီးမှတင်းယူခဲ့တဲ့ဒေသတွေအပြင်2014ကတည်းကရုရှားတပ်တွေတရမုံဝင်ကျူးကျော်ပြီးထိန်းချုပ်ထားခဲ့တဲ့ခရိုင်းမီးယားကျွန်းစစ်လက်ပါဝင်နေပါတယ် ပူတင်ဟာခရမီးယားကိုရုရှားရဲ့တရုံဝင်ပိုင်တဲ့အဖြစ်သတင်းဖို့လိုလားနေပေမဲ့လည်းနိုင်ငံတကာကတော့အသိအမှတ်မပြုပါဘူး။ပူတင် အလိုရှိနေတဲ့အထက်မှာယူကရိန်းအရှေ့ပိုင်းကဒွန်နက်စ်ဒေသလည်းပါဝင်ပါတယ်။ဒွန်နက်စ်ရဲ့အစိပ်ပိုင်းတော်တော်များများကိုရုရှားကထိန်းချုပ်ထားပေမဲ့ယူကရိန်းတပ်တွေလည်းရှိနေကြဆဲပါ။ကာတစ္စတန်နိုင်ငံကိုရောက်ရှိနေတဲ့အတော်တွင်နိုမာ29ရက်နေ့တုန်းကပူတင်ဟာယူကရိန်းစစ်ပွဲရဲ့ဆိုင်းရအလားအလာနဲ့ပတ်သက်လို့မှတ်ချက်ပေးခဲ့ရမှာ။ ရုရှားအနေနဲ့ခိုင်မာတဲ့အခြေခံမူတက်မဲ့ချက်တွေတောက်ဆိုပြီးဆွေးနွေးမှုတွေကိုရှေ့ဆက်ဖို့အသင့်ရှိတယ်လို့ပြောကြားခဲ့ပါတယ်။စည်ရသူတွေတည်တယ်ကတော့ရုရှားဟာယူကရိန်းအခြေပိုင်းစစ်မြေပြင်မှာတဖြည်းဖြည်းချင်းစီရှေ့တိုးရှိတက်လာနိုင်ပေမဲ့တိုက်ရင်ကအဆမတန်ပြုံးတိမှုတွေနဲ့ရုတ်ကန်နေရတယ်လို့သုံးသပ်ထားကြပါတယ်။ပြီးတော့တိုးတက်နှုံကလည်းနှိကွေးတာကြောင့်လက်ရှိနှုံအတိုင်းသာဆက်သွင်းရင်ဒွန်ညက်ဒေသတစ်ခုလုံးကိုသိမ်းယူဖို့ ရုရှားဟာနောက်ထပ်နှစ်နှစ်လောက်အချိန်ယူရနိုင်တယ်လို့ဆိုကြပါတယ်။ယူကရိန်းအစိုးရကတော့စစ်ပွဲရဆိုင်ဖို့အတွက်အရှုပ်ရှားအာဏာပိုင်နေမျိုးတွေကိုလက်လွတ်ခံရမယ်ဆိုတဲ့တောက်ဆိုချက်ကိုညှိနှိုင်းနိုင်ဖို့ကြိုးစားနေစေပါ။ပူတင်စီကသတိပေးစကားကိုကြားပြီးတဲ့နောက်ယူကရိန်းသမ္မတဘိုလိုဒီမာဇလန်စကီကရုရှားအမေရိကန်ကြားဝယ်ဆက်ဆက်ပေးနေတဲ့ညှိနှိုင်းရေးအားထုတ်ဆွေးနွေးမှုတွေကို ကပြက်ကကျော်လှုပ်ဆောင်နေတယ်လို့ဆက်ဆွဲသွားခဲ့ပါတယ်။လက်ရှိမှာတော့ ရုရှားကယူကရိန်းပိုင်နဲ့20ရာခိုင်နှုန်းလောက်ကိုထိန်းချုပ်ထားပြီးနိုင်ငံရှိပိုင်းမြို့ရွာတွေကိုထပ်မံသိမ်းယူဖို့စပိထုတ်ဆက်နေပါတယ်။ဒီတစ်ပတ် DMG ရဲ့နိုင်ငံတကာသတင်းအစီအစဉ်ကိုဒီလောက်နဲ့ပဲရနာလိုက်ပါတယ်။ DMG ပရိသတ်တွေကြိုက်နှစ်တမဲလို့မျှော်လင့်ပါတယ်။ဒီအစီအစဉ်အပအဝင် DMG ကထုတ်လုပ်နေတဲ့သတင်းအစီအစဉ်တွေနဲ့ပတ်သက်လို့အကြံပြုချင်တာဒါမှမဟုတ် DMG ကိုသတင်းတွေပေးပို့ခြင်းနဲ့ဆိုရင်တော့ ပေါင်း66 839 64 363 3ကို Viber Signal Telegram WhatsApp တို့ကနေလုံခြုံစိတ်ချစွာနဲ့ဆက်သွယ်ပေးပို့နိုင်ပါ रे ခင်ဗျာ။